ရင်ဆုံးဘိုးရန်လေးကိုနည်းနည်းလေးကြက်လိုက်ဒီအောက်ကမူလီလေးကိုဒီလိုလေးလှည့်ပြီးကြက်လိုက်ပါเนาะကြက်တဲ့အခါမှာဒီလို ကြက်လိုက်ပါနော်ကြက်လိုက်ရင်ဒီရလေးကဟလာနိုင်မယ်ဘလောက်ထိဟမှာလဲဆိုတော့လက်ညှိုးလေးကန့်လန့်ခံအလယ်နားလောက်မှာလက်ညှိုးလေးကန့်လန့်ခံလက်ညှိုးလေးဝင်သွားပြီဆိုရပြီအဲ့ထက်လည်းမတင်းစေနဲ့အရန်တင်းရင်ပြတ်ထွက်သွားလိမ့်မယ်အရန်လည်းမလျော့စေနဲ့အရန်ရော့ရင်လည်းအမတို့ဘိုးတိုက်လို့မကောင်းဘောနော်လက်ညှိုးလေးဒီလိုဝင်ရပြီနော်အားပြီးရင်အမတို့ဘလို့တိုက်မလဲဆိုတော့ဒီလိုမှောက်ရက်လေးထားလိုက်ထင်းရှုကဲလေးကိုလက်ကကင်လက်ရဲ့အခွက်ထဲမှာထည့်အဲ ဒီရလေးကိုဒီလိုတင်တာပေါ့နော်ပြီးရင်ဒီလက်ကလေးကထိန်းတာဘိုးတန်ချော်သွားမှဆိုလို့ဒီလိုလေးထိန်းပြီးတော့ဒီနားလေးတွေကိုမုံတိုက်ပြီးရင်အလဲတဖြည်းဖြည်းနဲ့အလိုအပေါ်တက်သွားပြီးရင်တဖြည်းဖြည်းနဲ့အောက်ဆင်းဟိုးအပေါ်ဆုံးထိတ်ဒီထိတ်ဖြားထိတိုက်ရမယ်ဟိုးအောက်ဆုံးကနေ နော်အဲ့ဒါဘလို့တိုက်ရဘလောက်ထိတိုက်ရမလဲဆိုအမှုံတွေထွက်လာတယ်အများကြီးထွက်လာတယ်ဒီတိုက်ထားပေးနော်တိုက်ပေးပါတကယ်လို့ကိုယ့်ရဲ့ထင်းရှုခဲ့ရဒီလိုဗျောင်ချောကြီးဖြစ်နေတယ်ဆိုရင်အမတို့ဘာလုပ်ရမလဲဆိုတော့လေကက်ကြီးလေးနဲ့ကက်ကြီးရဲ့ဒီထိတ်နာလေးနဲ့လေဒီထိတ်နာလေးနဲ့ဒီလိုလေးအရာလေးတွေမှွန်းမှွန်းပေးနည်းနည်းဒီလိုစကန်လန့်ဒီလိုသုံးလေးကပြင်းဒီလိုသုံးလေးကပေါ့နော်အလိုလေးမှွန်းပေးမှွန်းပေးပြီးတော့မှ ဟိုဘိုးတန်တိုက်လို့ရှိရင်အမုံထွက်တာပုံမြန်တယ်ပေါ့နော်